ုချိုကြီးတောင်အမြင်မှန်ရလာပြီဘောမချိုကြီးတောင်အမြင်မှန်ရလာပြီဆိုပြီးတဖက်အုပ်စုတွေကဝိုင်းပြီးတော့မြှောက်စားပြီးတော့တောက်ပွားနေတာတွေ့ရတယ်ကိုချိုကြီးကဘောမကနေအမြင်မှန်ရပြီးထမိန်ချုံသွားတာမဟုတ်ဘူးနော်ငကိုတဲကထမိန်ချုံထမိန်ချုံကနေပြီးတော့ဘောမရဲ့ဘောမကတော့ယူရိုတန်းနဲ့မတာမဟုတ်ဘူးဟိုကန့်ဘလူးကျောင်းလာ950ဆရာတော်ရဲ့ပြည်သူစစ်တပ်ဖွဲ့တွေထိသွားပြီးတော့သူမိမဖွေးချိန်ဆိုလို့ရှိရင်လည်းပြည်သူစစ်ယူနီဖောင်းတွေဝတ်တနက်တွေပိုင်းပြည့်အဲစီရေးတွေပိုင်းလေ့ကျင့်ပြပြီးတော့အဲ့ဒီလောက်ထိပုံမှားခဲ့တာ နော်ထမင်းချုံကနေဘောမရဲဘောမကနေပြန်ပြီးတော့ထမင်းချုံလိုက်တယ်ဆိုတော့သူ့ရဲ့ငကူမူလာလာရဇင်းမြကွာထမင်းချုံဖြစ်နေတဲ့အတွက်အထူးထူးထူးဒီပုံမှာမှတ်ချက်ပေးနေကြမလို့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဗတ်ပြောင်းသွားတဲ့ကိုချူကြီးရဲ့နောက်ကျောင်းတွေကိုမပူတူဖော်ထုတ်လိုက်ပြီးမူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာဒါသူ့ရဲ့ဒါနိုင်ငံရေးခံယူချက်ပေါ်မှာမူတည်ပြီးတော့အမခင်မှာထမင်းချုံအဘခင်မှာဘောမလူနဲ့ချမ်းသာဘောက ဒီကိစ္စနဲ့ပတ်သက် ပြီးတော့လေအဓိကပြောချင်တာကအဲ့ဒီကိုချိုကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ဒီပြင်မှာကျမတို့နဲ့ပြောမယ်ဆိုရင်ကျမထက်လည်းအသက်အများကြီးကြီးတယ်ကျမထက်လည်းဟိုးအရင်ထဲကမျိုးသားကြီးတွေတကယ်လုံးခဲ့တယ်နော်ပြောမယ်ဆိုရင်ပြီးပါကလူနဲ့ပြည်တွင်းကလူလိုင်းမော်ကလူနဲ့နေပြန်ကလူဆိုလို့ရှိရင်ယုံမဲယုံကိုပြည်တွင်းမှာကိုနဲ့အတူတူလက်တွဲနေတဲ့လူယုံရမယ်ဒါပေမဲ့အဲ့ဒီကိုချိုကြီးယူအန်ကိုစာတင်မဲဆိုပြီးလက်မှတ်တွေကောက်တော့ ျမကိုလာပြီးတော့စီးုံနေစီးုံနေအချိန်မှာသူပြောတာကိုနားထောင်ကြည့်လေဒါရုပ်တည်မရှိဘူးဒါမဖြစ်နိုင်ဘူးဒါမအောင်မြင်နိုင်ဘူးနောက်တစ်ခုကအဲ့ဒီ UNO စတင်တဲ့လူတွေကနော်ကိုယ့်ရဲ့နာမည်ဖုန်းနံပါတ်နဲ့နေရဲ့လိပ်စာကိုတင်ရမယ်ဆိုတော့နေရဲ့လိပ်စာတွေကကိုယ့်အိမ်ထဲကိုနေတာတော့အသက်ခံနေရတော့အကုန်လုံးက เนาะဟိုပြောင်းရွှေ့ပြီးနေရတဲ့အချိန်မှာဒီနေရဲ့လိမ့်စာကြီးတွေ UN ကိုစတင်လိုက်ရင်ဒီလူတွေရဲ့လုံခြုံရေးအတွက်အာမခံချက်ဘယ်သူမှမပေးနိုင်ဘူးဒါကြောင့်မို့ဒါကြီးကမဖြစ်နိုင်ဘူးเนาะကျွန်မတယောက်တည်းအနေနဲ့ကတော့သူတို့ UN ကိုစတင်မှာဆိုပြီးကျွန်မတယောက်တည်းအနေနဲ့ကျွန်မလက်မှတ်ရေးထိုးပြီးပါဝင်အားဖြည့်တယ်ဒါပေမဲ့ကျွန်မကနေပြီးတဆင့်ဟောကချိုကြီးတို့ UN ကိုစတင်မှာလက်မှတ်ထိုးပေးပါဆိုပြီးကျွန်မမစည်းရုံဘူးဘာလို့လဲအဲ့ဒီလူတွေအတွက်လုံခြုံရေးအာမခံချက်ကျွန်မအာမခံချက်မပေးနိုင်ဘူးเนาะဆိုတော့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပြောရတဲ့အခါကျတော့ အိုးနိုင်ငံခြားကဦးလေးကြီးတယောက်မြမကြီးတွင်းထဲကအတော်ကြီးတယောက်ကျမကိုလေအိုးဆိုးပတ်ဆက်စောင်းမြောက်ပြီးပြောကြတာကျမကိုတိုက်ခိုက်တာအဲ့အတော်ကြီးဆိုလို့ရှိရင်လေအာ Facebook မှာပို့ရတစ်ခုပြီးတစ်ခုတင်ပြီးတော့အာကျမကန့်လန်းတိုက်တာရှေ့ရလဲမသွားနောက်ကလည်းမလိုက်ပါတော့စောင်းမြောက်ပြီးပြောတာပြောတာအဲ့အချိန်တော့ကနော်သူပြောသလိုကျမပြန်ပြောလို့ရှိရင်ပြဿနာရဲ့အကြီးကြီးဖြစ်သွားမှာ နော်နောက်ဆုံးတော့အဲ့ဒီကိုချိုအေးရပဲအဲ့ဒီစကားတွေမလဲတွေရှုပ်ပြဿနာတွေတက်တော့နားချားတဲ့ကကိုနောင်တော်လေးနဲ့ကိုမိုက်ကယ်ကျော်မြင့်နဲ့ပြဿနာတွေတက်ပြီးတော့မိုက်ကယ်ကျော်မြင့်ကကိုနောင်တော်လေးကိုတရားစွဲမယ်ပါဖြစ်ကုန်အဲ့ကိစ္စတွေကတော့ကိုချိုအေးစားရမီးနော်ကြောဒီချိန်မှာတော့ကိုချိုကြီးရဲ့ဇာတိရုံမှန်ပေါ်လာပြီဖြစ်တဲ့အတွက်တစ်ချိန်လုံးကချိုကြီးဘက်ကနာပြီးကျမကိုပိုးစိုးပက်ဆက်ပြောခဲ့တဲ့အတော်ကြီးတွေသဘောပေါက်လောက်ပြီးထင်တယ်။ကျမအမြဲတမ်းပြောတဲ့စကားတခုရှိတယ်။ သူများရဲ့အဖြစ်ကိုလက်ညှိုးထိုးပြီးဝေဖန်ရင်းရင်သူများကိုလက်ခုပ်ထိပြီးအားပေးရတဲ့တက်တယ်လည်းရှိရမယ်ဆိုတော့တစ်ချိန်လုံးကကျမကိုလက်ညှိုးထိုးပြီးတော့ပို့ဆိုပက်ဆက်စောက်ပေါင်းထုတ်ခဲ့တဲ့အတော်ကြီးတွေဒီချိန်မှာကျမကိုလက်ခုပ်ထိပြီးအားပေးရမယ်ချိန်သူတို့ပျောက်စားခဲ့တဲ့ကိုချိုကြီးရဲ့ဇာတိမှန်ပေါ်လာပြီးဖြစ်တဲ့အတွက်ကိုကိုကိုရှက်ရမယ်အချိန်မှာလို့ကျမပြောချက်နေနော်မိမတွေကလေတောက်နေတောက်တာအပြိုင်ဆိုင်များတယ်နော်မိမမှန်ရင်အသက်ကြီးကြီးငယ်ငယ်နော်လိုက်ပြီးတော့ပြိုင်တာပြိုင်နေဆိုတာက အာ तू ကစာအုပ်ဖက်ဆယ်အုပ်ဖတ်ရင်ငါ15အုပ်ဖတ်မယ်။ तू က BA ဆိုရင်ငါ MA ဖြစ်ကြမယ်။ तू ကရိုးရိုးပွဲဆိုရင်ငါဘွဲ့လွန်ရကြမယ်။ तू ကစာပေနိုင်ငံရေးကို100လောက်ပြောနိုင်ရင်ငါ1000လောက်ပြောနိုင်အောင်ကြိုးစားမယ်ဆိုရယ်ပြိုင်တာမဟုတ်ဘူး။အပေါ်ရင်ပကာတနာတွေကိုလိုက်ပြိုင်တာ။နော်ဒီအေးပြားတစ်ထောက်စာလောက်လေးရှိရယ်ပကာတနာတွေကိုလိုက်ပြိုင်ပြီးတော့အဲ့လိုမျိုးမိမမှန်ရင်တောင်နေတောင်မနာလိုတာတွေဝင်းတိုးတာတွေအပြိုင်ဆိုင်နေရမ်းများတယ်။ဆိုတော့ကျမမှလည်းအဲ့လိုမျိုးတွေအများကြီးကြုံရတယ်။နော်ဒါကကိုချိုးကြီးနဲ့ပတ်သက်ပြီးတော့ကြုံရတဲ့ကိစ္စတစ်ခု။နောက်တစ်ခုကြတော့ကိုချိုးကြီးရဲ့မိမအမှတ်ဖွင့်စိတ်။ မက်ခွေးကြီးစိန်ကကိုချိုကြီးရဲ့ပတနာနော်အမကကိုချိုကြီးရဲ့ပခုံးပေါ်ကို तू ကခွာတန်နေတဲ့ဓာတ်ပုံနဲ့လိုင်းပေါ်ကိုတင်းတော့ကန့်ချိန်မှာအဲ့ဒီပုံနဲ့ပတ်သက်ပြီးတော့တယောက်နဲ့တော့ဝေဖန်မှုတွေအဲ့မှာဟိုတစားတစားနဲ့ပြောကြရင်းနဲ့သူတို့ရဲ့ပုံကိုရေးတွေလူမှုရေးတွေပါလာတာဒါလိုင်းပေါ်မှာအများသူကပြောတဲ့ကိစ္စနော်ကျမစိတ်ထဲလည်းမဝင်သောခေါင်းထဲလည်းမရှိဘူးစကားထဲလည်းထည့်မပြောဘူးအဲ့ဒီလိုပုံကိုရေးတွေပါလာပြီးတော့ကိုချိုကြီးရောမက်ခွေးစိန်ရောသူတို့နှစ်ယောက်လုံးပျောက်သွားတာအဲ့ဒီမှာ ပါလာတာကိုစောက်ထိုးနော်ထိုင်းတာပါလားမသိဘူးနေတယ်ကိုစောက်ထိုးပြင်အဲ့ထိုင်းကကိုအောင်မျိုးမင်းနဲ့နော်တနခါလီလိမ့်နေတယ်အကိုကြီးတက်အဲ့နှစ်ယောက်ကဘလို့ပါလာလဲဆိုတော့နမ်းမြေကေတီနိုင်ဆိုရယ်မိမသူကနိုင်ငံခြားမှာနေတာဘယ်နိုင်ငံမှာနေလဲမသိဘူး နိုင်ငံခြားမှနေပြီးတော့သူကလိုင်းမောင်နဲ့အဲ့လိုလိုက်တွေလွှင့်ပြီးပြောတာလိုက်တွေလွှင့်ပြီးပြောရတယ်သူ့မျက်နှာကိုမပြအောင်ကျမကနမ်းမြကေတင်နာကိုလူလဲမမြင်ဘူးအတန်လဲမကြားဘူးနာမည်လဲမသိဘူးသူ့ကိုတိကိုမသိဘူးသူ့ကိုဘလူကနေစပြီးတတိထားမိတာလဲဆိုတော့စင်ကာပူကမက်ဆစ်မီဦးနဲ့သူနဲ့ရန်ဖြစ်တာအမဆင်မေကလိုက်လွှင့်ပြီးတော့အဲ့ဒီနမ်းမြကေတီနိုင်ဘာဖြစ်တယ်ညာဖြစ်တယ်တော့မဆင်မေကဆဲရဆဲတော့ဟဲ့အမကဘသူနဲ့ရန်ဖြစ်ပါလေဆိုမှအမဆင်မေဦးနဲ့ရန်ဖြစ်မှကျမအဲ့ဒီနမ်းမြကေတီနိုင်ဆိုတာကိုလိုက်ရှာပြရမှာအော် तू ကဒီလိုပါလားဆိုပြီးသိရတာပုံမှန်ဆိုအဲ့ဒီနမ်းမြကေတီနိုင်တိကိုမသိဘူးအဲ့မှာ နမ်းမြေကေဒီနိုင်ဟာ तू ကစစ်မေဟူကိုမစစ်မေဟူပြက်တနာသွားရှာလို့မစစ်မေဟူကဆဲရဆဲတာကို तू ကဟာဇွတ်ပန်းကိုတွေးပြီးတော့မစစ်မေဟူကသူ့ကိုဘလိုင်းဆဲတဲ့ပုံစံမျိုး तू ကအမြေကြီးကန်ထိုးတာထိုးတဲ့အချိန်ကျမှကျမအဲ့မှာသူ့ကိုဝင်ပြောတာအမအမဘက်ကအရင်မှားတာလို့ကျမဝင်ထောက်တော့ तू အမားတာကိုသူငြိမ်သွားတယ်သူမအောင်ညင်သွားပြီသူကနောက်ွယ်ကြတော့ဗာပြောလဲဆိုတော့ဖွေးစိန်နဲ့ဒီလိုမျိုးသားရေးလောကကြီးကပြောက်ွယ်သွားတဲ့အထဲမှာတဲ့အဲ့ဒီလိုဖွေးစိန်ကိုဝိုင်းပြီးတော့ထိုးကြတဲ့အထဲမှာမပတုလဲပါတယ်တဲ့ဟုတ်တော့ ဘာမှလည်းမခံဘူးနော်စိတ်လည်းဝင်စားဘူးသူ့ဘာနေသူဖွေးစင်ရခုချိုးကြီးကိုပေါ်တက်ပြီးတော့သူတို့အိမ်တော်ကြီးပုပ်ကူကြီးလူမှုကြီးတွေကြောင့်ပျောက်ွယ်သွားတာအဲ့ဒါကိုကျမအဲ့ဒီလိုမျိုးပါတယ်ဆိုပြီးအဲ့နည်းမြက်ကေတင်နိုင်အဲ့လိုပြောပြီးတော့ तू ကအတန်ရလေဟိုအိညာအိညာအိညာနဲ့တည်လားဟိုမက်ဆေ့မျိုးသူ့ကိုဆဲတာရှိရဲ့သူဆဲတယ်လို့ကျမဆဲဆဲမပြတော့ဗျာအဲ့ဒီအတန်ပေါ့သူ့အတန်အဲ့ဒီလိုမျိုးအတန်နဲ့ तू ကဟိုလိုဆိုအကိုကြီးမောင်လေးရေဆိုအိညာအိညာတော့တော့ပြောတာတော့ပြောတော့အဲ့ဒီကိုစားထိုးလို့အောင်မျိုးမင်းတို့ तू ကအကိုကြီးရေမောင်လေးရေဆိုအိညာအိညာအိညာ ဟိုချက်ပေါက်ကနေတောတောပြီးတော့သူကစကားတော့ပြောတယ်။ကျမကအဲ့ဒီကိုကိုစောင်ထိုးတို့ရောအဲ့ဒီကိုအောင်မျိုးမင်းတို့ရောအခုပြည်ရင်းမှာပြပကောင်ဘယ်ယောက်ျားနဲ့မှအိညာအိညာတော့မပြောဘူးဘူး။ကိုလန်းကိုရှောက်ပြီးကိုကကိုတတိတတန်လေးနေတာ။ဆိုတော့အဲ့ဒီစောက်ထိုးနဲ့အောင်မျိုးမင်းကအဲ့ဒီနမ်းမြေကေတင်နေဆိုတော့မိမနားသွင်းတာတွေနားယောင်ပြီးတော့ကျမကိုဆဲတာဆဲတာဆဲတာလုံးဝနှမချင်းမစားနာပြောတော့မျိုးသားရေးတမားပါဆိုပြီးရုတ်တာနှစ်တောက်ဆဲတာကိုစောက်ထိုးအဲ့ဒီကိုအောင်မျိုးမင်းမူးမူးနဲ့ဆဲတာနော်။ဘေးကအဲ့ဒီကောင်မ ဟိုတွေးထိုးပြီးတော့စကားကိုဟိုအတို့ထောင်လုပ်ပေးရဲ့အဲ့ဒီမှာကိုဆောင်ထိုးကဆဲတယ်ကိုအောင်မျိုးမင်းကဆဲတယ်ကျွန်မကိုဆဲခဲ့တယ်တကယ်ဆိုရင်နိုင်ငံသားမှလည်းနေသေးတယ် online ပေါ်ကလည်းအားချောင်သေးတယ်ဒါတောင်မှမျက်နှာတောင်မပြရဲတဲ့မိန်းမနဲ့ပြည်ရင်းမှာတကယ်မြေပြင်မှာရောလိုင်းပေါ်မှာရောမျိုးသားရေးကိုတကယ်လုပ်နေတဲ့ကျွန်မနဲ့အရှင်တို့ယုံမဲယုံဘသူ့ယုံရမလဲတကယ်လို့အဲ့ဒီမိန်းမကအတို့ထောင်မြောက်ထိုးပင်ကိုလုပ်ပေးတာကိုယုံနေဆိုရင်တော့တကယ်ဆိုရင်ကျွန်မကိုအဲ့ဒီလို့ မခြင်းမဆနာမြူသားရေးတမအမိခံကစားကလုံးဝအယုဒ္ဓအနတ္တရုပ်ရှင်ကြမ်းတမ်းစွာမဆဲခင်မဘုဒ္ဓရေညမရေဒီလိုဒီကြောင်ဟုတ်သလားကျမောက်လာပြီးတော့မေးတင်နေတကယ်လို့အဲ့ဒီလိုမမေးတင်ဘူးမမေးချင်ဘူးဆိုရင်တော့မဘုဒ္ဓရေနင်တော့ဒီလိုဒီကြောင်မလုပ်တင်ဘူးအကျိုးတင်ကြောင်းတယ်ကွာပြောရမှာအဲ့ဒီလိုမဟုတ်ဘူးနော်ပိုးဆိုးကဆဲဆဲတာမူးမူးနဲ့ဆဲတာအဲ့ဒီအောင်မျိုးမေရောကိုစောက်ထိုးကျမသာပြန်ပြောခဲ့မယ်ဆိုရင်ပြဿနာကြီးကြီးတက်မှာဒါမှကျမစဉ်းစားတယ် ူရိုင်းတို့လို့ကိုပြန်ရရင်သူ့ထဲရိုင်းနဲ့သူ့လိုတန်းစားပဲကိုကဖြတ်သွားမှာပဲအဲ့ဒီတွဲကျမကိုဘသူလာရိုင်းရင်ကျမဘသူမှပြန်မရိုင်းဘူးအချိန်ကဆုံးဖြတ်ပေးလိမ့်မယ်နော်အချိန်ကဆုံးဖြတ်ပေးလိမ့်မယ်ဘသူကဘာလဲဆိုတာအချိန်ကဆုံးဖြတ်ပေးမိမယ်ဆိုပြီးကျမတိခိုင်းပြီးနေလိုက်တာနောက်ဆုံးတော့အဲ့ဒီနမ်းမြက်ကေတင်နိုင်ဆိုတာကလမအဲ့ကလမလုံးဝဖျဲသည့်ဤပိတ်မှဖြစ်ပြီးတော့သူကအဲ့ဒီမှာအဲ့သူတို့အချိန်ကြီးပြဿနာတွေပြန်တက်ပြီးတော့အောင်မျိုးမင်းကိုယ်တိုင်ကအာလိုက်လွှင့်ပြီးအဲ့ကောင်မောက်တစ်ခါပြန်ဆဲတာ ဒီချိန်တော့ဟာဒီကောင်မသွေးထိုးတာကိုယုံကြည်ကျွန်မကိုဆဲခဲ့တဲ့လူတွေကနောက်ပိုင်းသူတို့အနေနဲ့သူတို့ချင်းချင်းခွာပြဲပြီးတော့အဲ့ကောင်မနဲ့သူတို့တယောက်နဲ့တယောက်ကသူ့အောက်ခဲတွေလမ်းကအောက်ခဲတွေလမ်းပြီးတော့ပြဿနာကြီးတက်ပြီးသူတို့ချင်းချင်းပြန်ပြီးတော့ပိုးဆိုးပတ်ဆက်တွေဆဲတဲ့ပြဿနာကြီးဖြစ်သွားကြတယ်။နော်အဲ့ဒါတစ်နှစ်ကျော်နှစ်နှစ်လောက်တော့ရှိပြီ။နော်အဲ့လိုအရှုပ်ထုတ်တယ်အများကြီးပဲ။ညောဆိုတော့ကျွန်မကဘယ်လိုအရှုပ်ထုတ်ပဲလာလား။ ဒါကျမနိုင်ငံရေးနည်းလမ်းအရာကျမကိုတိုက်ခိုက်တယ်ဆိုရင်ကျမနိုင်ငံရေးနည်းလမ်းအရာခြေပါတယ်။နိုင်ငံရေးမဟုတ်ဘဲနဲ့လို့ပုံကိုရေးတွေဆဲတာဆိုတာကိုကျမမပြောဘူး။အချိန်ကအဆုံးဖြတ်ပြီးနေမယ်ဆိုပြီးကျမအမြဲတမ်းစောင့်ကြည့်တာ။နော်။ဆိုတော့ခုလောက်ဆိုရင်အဲ့ဒီနန်းမြေကေတင်နိုင်စကားကိုယုံပြီးကျမကိုပို့ဆိုပတ်ဆက်နှမချင်းမဆာနာလုံးဝနားမခံတာကိုဆဲခဲ့တဲ့ထိုင်းကကိုစောက်ထိုးတို့ကိုအောင်မျိုးမင်းတို့နော်ကိုတို့ဆဲတော့ကတော့ဆဲရဲ့ရင်သူများကိုဆဲရတဲ့တက်တည်ရှိရင်လက်ညှိုးထိုးရတဲ့တက်တည်ရှိရင်လက်ခုပ်တီးပြီးအားပြရတဲ့တက်တည်လေးရှိဖို့ကျွန်မပြောနေပါတယ်။ဒီလောက်ပါပဲ။ ရွေးကောက်ပွဲဝါဒဖြင့်အမှုပညာရှင်များပြည်သူတော်တနေစစ်တပ်ဖိအားနှစ်ခုကြားကိုချင်းကပ်ခြင်းပြီးခဲ့တဲ့ရက်ပိုင်းအတွင်းအမှုပညာရှင်အချို့ဟာစစ်ကော်မရှင်ရဲ့အတူအယောင်ရွေးကောက်ပွဲအတွက်ဝါဒဖြန့်တဲ့အစီအစဉ်တွေမှာပါဝင်ခဲ့ကြပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေနဲ့စစ်တပ် lobby ရဲ့ဝေဖန်မှုအပေါ်တုံ့တက်ချက်ကိုအောက်ပါအတိုင်းတင်ပြပေးလိုက်ပါတယ်အမှုပညာရှင်တွေရဲ့ဝါဒဖြန့်မှုအပေါ်ပြည်သူတွေကြားမှာအမြင်နှမျိုးတိတိတတ်တာကွဲလွဲနေပါတယ်အများစုကတော့ အမှုပညာရှင်တွေဟာပြည်သူလူထုရဲ့ဆန္ဒနဲ့တော်လှန်ရေးကိုတစ္ဆာဖောက်တဲ့စစ်ကော်မရှင်ရဲ့နိုင်ငံရေးကိုအဖြစ်ပေးတဲ့ဆိုပြီးလူမှုကွန်ရက်ပေါ်မှာပြင်းပြင်းထန်ထန်ဝိုင်းဝန်းရှုတ်ချပြီးတပိတ်မောက်ဖို့လုပ်ကြပါတယ်။တချို့ကတော့ဒီလိုအခြေအနေမျိုးမှာစစ်ကော်မရှင်ရဲ့ဖိအားပေးမှုချင်းချောက်မှုတွေကြောင့်သူတို့ရဲ့အသက်မွေးဝမ်းကြောင်းနဲ့မိသားစုအကျိုးအတွက်စိတ်မပါလက်မပါလှုပ်ဆောင်ခဲ့ရတာဖြစ်နိုင်တယ်လို့နားလည်ပေးဖို့ကြိုးစားကြပါတယ်။ဒါဟာစစ်ကော်မရှင်ရဲ့ရက်စက်မှုကိုပြည်သူတွေသိရှိနေလို့ဖြစ်ပါတယ်။ ဒါပေမဲ့စစ်တပ်ကိုထောက်ခံတဲ့ lobby လို့လူသိများတဲ့ကြော်မျိုးမင်းကအဲ့ဒီနုပညာရှင်တွေဟာစိတ်မပါလက်မပါနဲ့ဝါရဖြန့်ပေးနေတယ်လို့ဝေဖန်ပြောဆိုလာတာဟာစိတ်ဝင်စားစရာကောင်းတဲ့အချက်ပါဒီလိုထောက်ပြမှုကစစ်ကောမရှင်တို့မဟုတ်ရင်တို့ရဲ့ထောက်ခံသူများဘက်ကနေကြည့်ရင် PR ပေးပြီးခေါ်ယူလိုက်တဲ့အနုပညာရှင်တွေဟာသူတို့မျှော်လင့်တယ်လို့စိတ်ရောကိုယ်ပါမပါဝင်တဲ့အတွက်မကျေနပ်တာကိုပြသနေတာဖြစ်နိုင်ပါတယ် စစ်ကော်မရှင်ဟာလူလူထောက်ခံမှုရဖို့အမှုပညာရှင်တွေကိုအုံပြုပေမဲ့အမှုပညာရှင်ကိုယ်တိုင်ကစိတ်မပါဘူးဆိုရင်ဝါဒဖြန့်မှုရဲ့အာဏိသင်ဟာပြည်သူကြားမှာပုံမနေပါသွားပြီးစစ်ကော်မရှင်ရဲ့အတင်းအဓမ္မခိုင်းစေမှုကိုသာပုံမပေါ်လွင်စေပါတဲ့ဒီအခြေအနေဟာမြန်မာနိုင်ငံရဲ့ပြည်ပခါကြားကအမှုပညာလောကရဲ့ကြေကွဲစရာကံကြမ္မာကိုထင်ဟပ်နေပါတယ်